ြင်တဲ့ဆော့ခရမ်ဆိုတော့ဘာလဲဆိုတော့အဲ့မှာဆော့ခရမ်မှာညီမဖွင့်လိုက်ကြမှာမြမလောင်းကင်ထားကြတော့တကယ်ပါဟိုမြမဟိုကို့မြမတကြံဟိုဘောနော်လုံးဝဟိုတတိရတယ်ဘောနော်ပြီးတော့ကို့မြမဒီထက်ပို့ပြီးတော့ဟိုပို့ပြီးပျော်စရာကောင်းပြီးဖြစ်ပွဲတွေတကြံပွဲတွေလှုပ်တင်တယ်လို့လည်းအများကြီးတွေးမိပါတယ်ဟုတ်ဟုတ်ကဲ့ရှင်ရှိတာဟောတူမောလန်းကတော့ DJ တိုင်းရဲ့အိမ်မက်ပဲလေအကိုဟုတ်ကဲ့ဟာညီမလေးအိမ်မက်ကလား ဟိုပါဘောညီမလေးရဲ့ dream ကတော့နောက်ထပ်ဒီထက်ပိုပြီးရော ပိုပြီးအောင်မြင်ခြင်းနဲ့ပိုပြီးရောဒီဟိုဘောညီမကဒီရေရလဲဒီကဘာတဝမ်းမှာဘလို့တွေအောင်မြင်နေပါလဲဆိုတာလည်းအများကြီးခြားပြခြင်းနဲ့ဘောဟုတ်ကဲ့ရှင်ဟာ matrix ရှင်အဲ့လို matrix ကြီးရပါတော့အဲ့လိုညီမရဲ့အဗီဒီယိုလေးကို share ပြီးရောသူဟိုဖြစ်ထားတဲ့အဲ့လို share ပေးထားတဲ့အတွက်ကိုညီမလေးမြင်တဲ့အချိန်မှာအတိုင်းတိဝမ်းတာတယ်ဘောဘာဖြစ်လို့တချင်းမူရင်းအဆိုတော်ဖြစ်တယ်ပြီးတော့ဆရာဟိုဘော ကိုအီဂျာခွေကိုဂျာခွေရကြတေးရေးဆရာပါမွေးရင်တေးရေးဆရာလည်းညီမလေးကို congratulation ညီမလေးရတယ်ညီမလေးလုံလို့ရ official remit လုံလို့လုံခွင့်ရှိရယ်ဆိုပြီးပြောတော့ခွင့်ပြုပြီးတော့ဗောတကယ်ကျေးဇူးတင်ပါတယ်ပြီးတော့ကိုမျိုးကျော်မြိုင်ရောဗောဟုတ်ညီမလေးဒီရရင်ပဲကျေးဇူးတင်ပါတယ်လို့ဟုတ်ဗောညီမဒီအမတ်တရတကြံဗောညီမ techno remit ဗောဟုတ်အဲ့ဒါလေးကိုညီမလေးကတင်လိုက်တဲ့အချိန်မှာအဲ့လိုဗောဘယ်လိုပြန် viewer အစ million နဲ့ပါဖြစ်သွားအချိန်မှာညီမ ို့ပြီးတော့ပြော်တာပေါ့ဟုတ်မထင်ထားပဲနဲ့ပေါ့ဟုတ်အဲ့လိုဖြစ်သွားတာဟုတ်ဟုတ်ညီမအဓိကဟိုကိုကမြန်မာပြည်အဖြစ်တဲ့အတွက်ပေါ့နော်ကိုဒီ main site ကြီးမှာဖွင့်ရတယ်ပြီးတော့အဲကိုရဲ့ဒီမြန်မာ remix ကလေးအဲ့အမတ်တရားတကြံပေါ့နော် official remix ကလေးကိုကိုကဖွင့်မဲ့ချိန်မှာငါမြန်မာအလံနဲ့ငါစင်ပေါ်မှာမြန်မာလူမျိုးလည်းရှိရယ်ဆိုတဲ့ဟာမျိုးလေးလည်းကြားချင်လို့ပေါ့ဟုတ်ညီမမြန်မာအလံလေးထုတ်ပြပြပါဟုတ်ဟောညီမကိုချစ်ပေးကြလို့ပေါ့နော်အကောင့် comment လေးမှတ်မိကြတဲ့အတွက်လည်းညီမပို့ပြီးတော့ဟို appreciate ဖြစ်ပါတယ်လို့ဟုတ် အော်လုံးဖြစ်ပါတယ်ရှင်ဟုတ်ညီမဟိုပါဘောဝဒါဇိုးနဲ့ဟိုပါဘောထိုင်လန်ဘောဝဒါဇိုးနဲ့ထိုင်လန်2020နဲ့ညီမရဲ့ပထမအောင်ဆုံးဘော International Festival ပွဲပေါ့နော်အဲ့မှာတော့လည်းညီမမြန်မာအလံနဲ့တွားခဲ့ဘူးရယ်ပေါ့နော်ပြီးတော့ Ultra Europe ပေါ့ အဖရာယူတော့2023မှာလည်းညီမတွားခဲ့ဦးပါတယ်ဟုတ်ညီမအလန်နဲ့ပဲဟုတ်ကဲ့ရှင်ဟုတ်အော်ညီမညီမကျတော့တက္ကနိုဘက်ကိုတွားဆိုတော့တက္ကနို ဖွင့်တာပေါ့နော် တက္ကနိုမျိုးစစ်ပါအခုဒီဟိုအမတ်တရတကြံအောင်လဲညီမဒီအမှန်တမ်းပြောရင်ဒီနှစ်တကြံအတွက်ကိုအားခဲထားတာပေါ့ဒီမြန်မာတကြံမှာလဲငါဖွင့်မယ်အလုံးကအားခဲထားတာပေါ့အဲ့အစီအစဉ်လေးပေါ့ဒါပေမဲ့အဲ့အစီအစဉ်လေးခဏဟောပြတော့တော့ science science ပါပေါ့ science sacred music festival မှာညီမငါဒါရအောင်ဖွင့်မယ်ပြီးတော့ငါမြန်မာအလံကိုဘယ်လိုလေးယူသွားမယ်ဆိုတာလေးနဲ့ပေါ့တခြားလေးလောက်ထားပေါ့ ဟုတ်ကဲ့ဟိုညီမအဆက်ကအဲ့လို second slot ဆိုတော့အောက်မှာမြန်မာပရိသတ်တွေရရှိရညီမဗီဒီယိုမှာအဲ့မှာတင်တဲ့အချိန်မှာအောက်ကနေလည်းအားပေးကြရပေါ့ရှိရရှိရလူနည်းစုကပဲအားပေးကြရဆိုတော့ညီမ appreciate ဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ matrix ရှင်အဲ့လို matrix ကြီးရပေါ့နော်အဲ့လိုညီမရဲ့အဗီဒီယိုလေးကို share ပြီးတော့သူဟိုဖြစ်ထားတဲ့အဲ့လို share ပေးထားတဲ့အတွက်ကိုညီမလေးမြင်တဲ့အချိန်မှာအတိုင်းတိဝမ်းတာတယ်ပေါ့ဘာဖြစ်လို့တချင်းမူရင်းအဆိုတော်ဖြစ်တယ်ပြီးတော့ဆရာဟို ကိုဣကြခွေကိုကြခွေရကြတေးရေးဆရာပါမွေးရင်တေးရေးဆရာလည်းညီမလေးကို congratulation ညီမလေးရတယ်ညီမလေးလုံလို့ရ official remit လုံလို့လုံခွင့်ရှိရယ်ဆိုပြီးပြောတော့ခွင့်ပြုပြီးတော့ဗောတကယ်ကျေးဇူးတင်ပါတယ်ပြီးတော့ကိုမျိုးကျော်မြိုင်ရောဗောဟုတ်ညီမလေးဒီရရင်ပဲကျေးဇူးတင်ပါတယ်လို့ဟုတ်ဒီမြမလူမျိုးဒီမြမသနိုင်ရောရှေ့ဒီအမတ်တရတချင်းအမတ်တရတကြံဆိုအဲ့ဘာ matrix ရဲ့အတန်လေးကို vocal လေးကိုကြားလိုက်တာလူတွေအကုန်လုံးကတကြံကိုလုံးဝအမတ်တရဖြစ်ပြီးတော့လွမ်းစုတ်ကုန်တာဗောတကြံဟုတ်အဲ့အရှိနှစ်တည်းကဟိုဗောကိုဗစ်မဖြစ်ခင်နှစ်တည်းမှာအကုန်လုံးတကြံပွဲလေ ုပ်ခဲ့အဲ့ပွဲဟာတကြံ vibe ကိုပြန်ပြီးရတယ်လို့မျိုးပြောဖြစ်ပါတယ်ဟုတ်တကြံနဲ့ဆောက်ခရံဆိုတော့ဘာဆိုအဲ့မှာဆောက်ခရံမှာညီမဖွင့်လိုက်ကြမှာမြမလောင်ကင်ထားကြတကယ်ပါဟိုမြမဟိုကို့မြမတကြံဟိုဗောနော်လုံးဝဟိုတတိယရတယ်ဗောနော်ပြီးတော့ကို့မြမဒီထက်ပို့ပြီးတော့ ဟိုပိုပြီးပျော်စရာကောင်းပြီးဖြစ်ပွဲတွေကြံပွဲတွေလှုပ်တင်တယ်လို့လည်းအများကြီးတွေးမိပါတယ်ဟုတ်ဟုတ်ညီမလေးဒီအမတ်တရားကြံကို MTV ကထွက်ဖို့ရှိပါတယ်ဟုတ်ဒီအခုဒီတပတ်ပေါ့ဒီတပတ်ဟိုမိုးနောက်လာမယ့်တပတ်ထမှာပဲထွက်ဖို့ရှိပါတယ်ဟုတ်ညီမအဓိကညီမအဲ့ဆောင်းခရမ်မှာတွားပြီးရော တော့ဖွင့်ခိုင်းတဲ့အချိန်မှာအဲ regret လေးနေပေါ့နော်ညီမအဲ့မှာထုတ်ဖို့ရှိပါတယ်ရှင်အာညီမဖန်တီးထားတာနှလပိုင်းကလေးကစဖန်တီးရပေါ့ဟုတ်အစားဒီတကြံ April တရက်နေ့မှာအဲ့တချင်ရောထုတ်မယ်ဆိုပြီးဖြစ်နေဒါပေမဲ့ဟိုဟောအကြောင်းအကြောင်းအကြောင်းပေါ့ညီမမထုတ်ဖြစ်လိုက်တာပေါ့ဟုတ်ကဲ့ရှင်อ๋อဒီတချင်းပြင်တော့ဟုတ်ညီမအဲ့ MTV အဲ့ MTV MV လေးကိုပေါ့အရင်ထုတ်ဖို့တော့ရှိရအဲ့ဒါလေးပြီးတော့ညီမတခြား plan လေးကြတော့နောက်ကြိုင်ဟုတ်ပြပြပါမယ်ရှင်ဟာညီမလေးကကြတော့အဲ့ international ဘက်ကိုပို့ပြီးတွားဖြစ်နေရပေါ့ဟုတ် local ထပ်ပေါ့ဟုတ် အာညီမလေးအတွေ့အကြုံရှိရဟောပါလေဝါဒါဆွန်နဲ့ထိုင်လန်2020နှစ်မှာတစ်ခေါက်ဖွင့်နေပြီးတော့ S2 ကိုထိုင်ဝမ်အဲ့ဒါလည်းဖွင့်ဘူးရဟုတ်ပြီးတော့ပါလေ S Ultra Ultra ထိုင်ဝမ်ပေါ့ Resistance State ပေါ့အဲ့ Techno State ပေါ့အဲ့ State ကကြတော့ဒီ Asia DJ တော်တော်များများရဲ့အိမ်မက်ပေါ့အဲ့ State မှာလည်းညီမ second slot မှာဖွင့်ခဲ့ရပါတယ်ရှင်ဟုတ်အဲ့အဲ့အတွက်ခွန်အခက်ခဲလေးရတော့ကို ဟိုအကောင်လုံးကတော့အခက်ခဲကိုစီရှိပါတယ်အကိုစတော့ခရေရတော့ဟုတ်အများကြီးပြင်ဆင်ရတယ်ဟိုကိုညီမလေးအဲ2020နှစ် Water Sonic Festival မှာစပြီးဖွင့်ရဖို့အတွက်ပြောလို့ရဆိုညီမမှာညီမပြီမှာမဲဖွင့်ထားတဲ့ဟိုဘယ်မှာ portfolio လောက်ပဲရှိရသူတို့ပြဖို့အချက်ပြည့်စုံမရှိဘူးဒါပေမဲ့ Water Sonic ဘယ်လိုပေါ့ promoter တွေကညီမကိုဖွင့်ခွင့်ပေးရဲအဲ့မှာတင်ဖွင့်ပြီးရဲ့အချိန်မှာပဲညီမတဖြည်းဖြည်းနဲ့ Asia တစ်ဝိုက်မှာညီမတွားပြီးတော့တွားဖို့ပြေဖို့အတွက်သူတို့ကအဓိကညီမရဲ့အဲ့အနောက်မှာ ခြားပြားစရာရှိသွားတယ်ဝရစနစ်ထိုင်လာမှာငါဖွင့်ဦးရဲ့ဆိုအဲ့ဒါနေမှာတဆင်ဆင်သွားကြရပါဟောကက်ရှင်ဟောကက်ရှင်ရှိတာဟောတူမောလန်းကတော့ DJ တိုင်းရဲ့အိမ်မက်ပဲလေအကိုဟောကဲဟာမိမလေးအိမ်မက်ကလား ဟိုပါဘောညီမလေးရဲ့ dream ကတော့နောက်ထပ်ဒီထက်ပိုပြီးရောပိုပြီးအောင်မြင်ခြင်းနဲ့ပိုပြီးရောဒီဟိုဘောမြန်မာကဒီရေကလည်းဒီကဘာတဝမ်းမှာဘလို့တွေအောင်မြင်နေပါလဲဆိုတာလည်းအများကြီးခြားပြခြင်းနဲ့ဘောဟုတ်ကဲ့ရှင်ဟိုပါဘောညီမလေးရဲ့အကြံပေးခြင်းကတော့ဟိုကိုဒီလမ်းကိုရွေးချယ်ပြီးဆိုရင် ရမရောက်ရောက်တဲ့နည်းနဲ့ရအောင်တွား။တွားပြီးရင်ပြီးရင်ကိုယ့်ရဲ့ဒီပေါ့နော်အဲအခုဆိုရင်ညီမတို့ကဒီချိန်မှာအဓိကလိုတာ press kit တွေအဲ့လိုမျိုးအဓိက main နေလိုအပ်တာရှိတယ်။အဲ့ဒါတွေဆိုရင်တို့ကအခုကမြန်မာ DJ တော်များများအဲ့ဒါတွေကိုအဓိကမထားအောင်ပြီးရင်ဟို Instagram ပေါ့ Facebook ထက် Instagram ကိုပို့တောင်းတင်တယ်။အဲ့ဒါမှာနိုင်ငံခြား artist တွေနဲ့ရော connection ရမယ်။ပြီးတော့ကိုကတကယ်လို့ဟိုပွဲတစ်ပွဲကိုတွားပြီး first table မှာဖွင့်ချင်တယ်ညီမတို့ကဒီတိုင်းတော့ဖွင့်လို့များငါဖွင့်ချင်တယ်ဆိုပြောလို့များသူတို့တွားပြီးတော့ကိုယ့်ရဲ့ဟို press kit တို့ပို့အဲ့လိုကလုံးဝဟိုညီမတို့ ဟို request video တွေအဲ့ဒါအကုန်လုံးညီမချပြရမယ်အကုန်ဘယ်နေရာမှာမလုပ်ရမယ်ဆိုတာအဲ့ဟိုပေါ့အကုန်လုံးငါဘယ်မှာဖွင့်ခဲ့ပါလဲအကုန်ချပြရင်မှာသူတို့မခေါ်ခေါ်အောင်ကွာတွားပြီးရင်းနှီးနှီးစကားပြောလို့ ပြောရမယ်ပေါ့နော်သူတို့ကနေနေကတော့ကိုယ်ကမြန်မာမြန်မာပြည်မှာနာမည်ကြီးနေလို့ဆိုပြီးခေါင်းဆိုတော့လာမခေါ်ဘူးပေါ့နော်အဲကိုကတွားပြီးတော့သူတို့ကိုတွားပြီးချပြပြီးပြောဆိုရမယ်ယင်းနင်းတရင်တင်းလေးလေးစားစားပေါ့သူတို့စကားပြောပြီးအဲ့လိုပြောဆိုရင်ကိုယ့်အတွက်အခွင့်အလမ်းဆိုတာရှိလာတယ်ပေါ့ဟုတ်ဟုတ်ဟိုစမိုင်းအဲငလင်ဘေးနဲ့ပတ်သက်ပြီးတတိုင်းဆိုင်ပေါ့နော်စမိုင်းအဲ Science Sacred Music Festival ရတဲ့ Artif ထဲကနေပေါ့နော်စမိုင်းမက်ခိုင်နေဝင်ရှိမှလာအောင်ပေါ့ Artif အဲပေါ့ဟိုအလူငွေ၁၀တိုင်းတိတိပေါ့လူရဟာပေါ့နော် ပြီးတော့ဒီထက်နောက်ပြီးတော့ဒီအခု Ledger Foundation နဲ့ပေါင်းပြီးတော့လဲစမိုင်းတွားပြီးတော့အလူတန်းတွေလုပ်ဖို့ရှိပါတယ်ရှင်ဟာနေတဲ့မင်္ဂလာအခါတမရမှာဘေးပြာကင်းဝေးပြီးစိတ်ချမ်းသာကိုချမ်းမှရှိကြပါစေလို့စမိုင်းအဆုတောင်းပေးပါတယ်ရှင်ဟာ